ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါတာပဲညမှာလာတက်နေရလဲဟာဒီသင်းမအစရပြက်နေပါတယ်ဆိုမှလေးကလည်းပြင်းပြင်းထန်ထန်တိုက်နေတယ်စိတ်မပူပါနဲ့နှင်းစီနေဒီမှာဘာမှဖြစ်မှာမဟုတ်ဘူးဒီမှာလေမုန်တိုင်းတတိလေးတွေအများတန်းတိုက်တယ် ငါတို့ဒီမှာနေလာတာကြာပြီငါတို့အခုထိဘာမှမဖြစ်ကြသေးဘူးပြီးတော့ငါတို့သင်းမို့ကိုဘေးပတ်ပတ်လေးကနေမြေကြီးနဲ့ချိတ်ဆက်ထားတယ်ဟုတ်တယ်သမီးစိတ်ကိုညင်ညင်နေထားဘာစိတ်ကိုအေးအေးထားမှာဟဟလာအားလုံးကသမီးပဲမှားခဲ့တာ အခုသမီးရဲ့အမအကိုပြင်ဖို့အချိန်တန်မင်းဘာအကြောင်းရောများရှိလို့နင်းစီရဲ့ရောင်းခမအင်သူအင်သားတွေကမြေထဲမှာမငြိမ်မသက်ဖြစ်နေတဲ့သင်းမို့ပေါ်မှာနေနေကြတာလေပြီးတော့နင်းစီကဘာအမမများလုပ်ခဲ့လို့ပြင်ပြင်းချင်းနေရတာလေ ဒါတွေအလုံးဘာတွေဖြစ်နေတာလဲဆိုတာသိရဖို့အတွက်ပုံမြင်ကိုနောက်ဆုံးကြည့်လိုက်ကြရအောင်။ကိုမြင့်မြန့်ကျမအိမ်ကိုအားလုံးဖွင့်မြော်ပေးပြီး ကျမအမေကအဆင်ပြေတယ်တဲ့။ "तू ကကျမရဲ့ပျော်ရွှင်မှုကိုပဲလုပ်ချင်တာ"တဲ့။အခုရှင်လဲရှင်အိမ်ကိုကျမတို့ကြောင့်ဖွင့်ပြောလိုက်တော့လေ။ငါအိမ်မှာဖွင့်ပြောပြရစရာအကြောင်းမရှိတော့ဘူး။ငါအရင်ကတည်းကပြောထားပြီးသား။ဟာဟုတ်လားဒါဆိုအရန်ကောင်းတာပဲ။ကျမအခုပဲအိမ်ကိုပြန်ပြီးအမေကိုပြောလိုက်တော့မယ်။ကျမစိတ်ပျော်နေတယ်ဆိုကျမမေလည်းပျော်နေမှာ။ နင်းစီကသူ့မိဘတွေရဲ့တူရိသောသမီးပါသူ့ရဲ့အမေကသူ့ကိုရမ်းချစ်လွန်းလို့သူရွေးချယ်ခဲ့တဲ့ကောင်းလေးကိုဘာမှစစ်ဆေးမနေတော့ဘဲလက်ထပ်ခွင့်ပြုလိုက်ပါတယ်မင်္ဂလာဆောင်ပြီးလို့နင်းစီကသူ့ရောက်ခမရင်ကိုရောက်လာတဲ့အခါမှာတော့ကိုမြင့်မြတ်ကျမမနေနိုင်တော့ဘူးကျမကျမရဲ့တင်းမောပေါ်ရောက်ခမအိမ်လေးကိုမြင်ချင်နေပြီရောက်မရင်ဒီမှာပါသမီးတို့ရဲ့တင်းမောအိမ်လေးသမီးတို့မှာကိုပိုင်မြင်မရှိဘူးလေလွန်ခဲ့တဲ့နှစ်ကလေးကသမီးတို့ရွာနေနှင်ချလိုက်ကြတာ တမီးတို့ကမြေရှင်အကျွေးတွေမပေးနိုင်ခဲ့ကြလို့လေအဲ့ဒီတည်းကတမီးတို့ကဒီမှာပဲနေရတာဘာရဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်တည်းကရှိနေတဲ့တင်မောပြက်ကြီးကငါရဲ့ရက်ခမအိမ်ဟုတ်လားငါဒီမှာမနေနိုင်ဘူးနော်တမီးဒါပေမဲ့ဒါတမီးရဲ့အိမ်ဖြစ်သွားပြီလေပြီးတော့ဒီတင်မောကြီးကိုမြင်ပြီးတော့မကြောက်ပါနဲ့ဒီတင်မောအကျယ်ပဲတမီးအထက်ထဲမှာနေရာကြောင့်ဒုက္ခမရောက်စေရအောင်နောက်ပြီးတော့ဒီတင်မောအိမ်ကိုတိထက်ပေါ်ကောင်းပြင်ဆင်ပါမယ်လို့တမီးကိုဂတိပြုတယ် မြင့်မြတ်လည်းအလောက်ကောင်းရနေတယ်ဆိုတာသမီးလည်းသိညာပဲငါ့ကိုယုံမနှင်းစီနှင်းစီကမလို့ချင်းပေမဲ့လည်းသူ့ရဲ့အခြေအတွက်အဲ့ဒီတင်းမော့အင်ကြီးပေါ်မှာနေဖို့အတွက်လက်ခံလိုက်ပါတယ်တင်းမော့အင်ကအပြင်ကနေပြက်နေတယ်လို့အတွင်းကလည်းပျက်စီးနေပါတယ်သူကသူ့ရဲ့တင်းမောအင်ဂျီတွေရောက်လာတဲ့အခါအထင်းမှာတစ်သားတွေအကုန်လုံးကျိုးပိတ်နေတာကိုတွေ့ရပါတယ်။နေရံတွေလည်းလုံးဝပျက်စီးနေပါတယ်။တမိသားစုလုံးကအောက်ကျန်းပြင်ပေါ်မှာပဲအိတ်ကြပြီးမိဖို့ပေါ်မှာချက်ပြုတ်ကြပါတယ်။ ငါရဲ့စံအိမ်ကြီးကိုဆွန့်လွတ်ပြီးတော့ငါပေနေအောင်ရောက်လာရတာလေငါအမေပြောခဲ့တာအရမ်းမှန်တယ်လောဘမကောင်းတဲ့အရာပဲမြင်းမြက်ကငါ့ကိုတင်းမောအိမ်အကြောင်းပြောပြရဲရတင်းမောအိမ်ကဒီအိမ်ပြောတယ်ဆိုတော့ကြိုပြီးသိခဲ့တဲ့နဲလက်ထပ်ပြီးတဲ့နောက်မှာနှင်းစီစီမှာရွေးချယ်စရာမရှိခဲ့ပါဘူးသူကသူ့ရဲ့ဆင်းရဲတဲ့မိသားစုနဲ့အတူချိန်ညှိပြီးနေနေပါလေဒီလိုပုံစံနဲ့နေရတီကုံဆုံးသွားခဲ့ပြီးတနေ့မှတော့ငါအမေအိမ်မှာတော့ကတီထက်ကောင်းတဲ့အိပ်ယာတွေလှတွင်ချင်မဲ့လဲဖြစ်တယ် ဒီမှာကြတော့ပြဲနေတဲ့အိယာပေါ်မှာအိယာတာတပတ်တောင်ရှိနေပြီ။ရောင်မရောင်မအိယာမကြိုက်ရင်သမီးအိယာယူလိုက်လေ။နင်ပြောတဲ့ပုံစံအလေနင်အိယာပဲအရင်ကောင်းနေဆိုတဲ့သဘော။နင်းစီကစိတ်ကောက်ပြီးတော့အိမ်ပြန်ထွက်ကတင်းမောရဲ့အရှိကိုလာရက်ပြီးပန်ဝင်းကျင်းကိုကြည့်ရှုနေပါလေ။ဒီခါကြတော့မြင့်မြတ်ကသူ့အတွက်စားစရာတွေယူလာခဲ့ပါလေ။နင်ဒီမနက်ခရေကဘာမှမစားရသေးဘူး။ကြော့ဒါစားလိုက်အောင်။ဒါဒီညနေမှာပဲနင်အတွက်ခေါင်းအုပ်နဲ့အိယာအသေးယူလာခဲ့မယ်။ ယူလာချင်နေဆိုရင်ကျမတို့ကဘန်ကာယူလာခဲ့ကတင်ယူလာခဲ့ ကျမအဝတ်တွေသိမ်းဖို့ပြီးတော့ပါဝဲလာခဲ့ပြီးတော့စားဖို့အတွက်လည်းဒီလိုအစားအစာတွေမဟုတ်ဘဲနဲ့ကောင်းတဲ့အစားအစာတွေယူလာခဲ့နင်းစီကသူ့ရဲ့သိမ်းဖို့ရောက်ခမအိမ်မှာနေပေမဲ့လည်းသူကနင်းနေမှမပြောရှင်ပါဘူးဒီလိုနဲ့တနေ့မှာတော့ဒေါ်အီးကသူ့သမီးအတွက်အထည်အသင့်တစ်ခုဝယ်လာခဲ့ပါတယ်ငါသမီးရောအဝတ်တွေဝယ်မပေးရတာနှစ်နှစ်တောင်ရှိပြီနင်းစီသမီးသမီးလေးအတွက်လည်းအမေကြီးဝယ်ပေးပါမယ်နော် အဲ့ဒီအဝိကုံမြင်ပြီးနှင်းစီကသူ့အမေအိမ်ကိုတတိယသွားခဲ့ပါတယ်။သူ့အမေအိမ်မှာတော့သူကကြီးများပြီးနေခဲ့ပါတယ်။အမေ၊သမီးအခန်းအပြီးတော့ကြည့်အောင်၆လတောင်ရှိပြီ။ပြီးတော့သမီးအိမ်ယာတွေက၃လတောင်ကြာနေပြီ။သမီးကဟောင်းသွားတဲ့ပစ္စည်းတွေကိုမတုံးချင်တော့ဘူးဆိုတာအမေသိရပဲမလား။အမေတီနဲ့ပဲသမီးကိုတီပစ္စည်းတွေဝယ်ပေး။သမီးဒီအဟောင်းတွေမတုံးချင်တော့နော်။အမလေးသမီးကကြီးများလိုက်တာကွယ်။ပစ္စည်းတစ်ခုတည်းကိုပဲ၁၀နှစ်လောက်ထိတုံးကြတဲ့ရခမအိမ်မျိုးမှာ သမီးအိမ်တော်မကြပါစေနဲ့လို့ဖះစီဆုတောင်းတယ်။ဒါရီကိုစဉ်းစားနေရင်လည်းနှင်းစီကရုတ်တရက်ကြီးပြောချလိုက်ပါရဲ့။ဟာ အမေကလည်းဘာဖြစ်တာလဲသမီး။သမီးအမေအိမ်ကိုတတိယသွားတာလား။ဘာမှမဖြစ်ဘူးသမီး။အဖေကြီးတို့ကသမီးကိုသမီးရဲ့အမေအိမ်ကိုမိသွားတဲ့အထိချစ်ပြမယ်။ရှင်တို့အားလုံးဘလို့ပဲလောလောသမီးအမေလိုမျိုးအချစ်ကိုဘယ်သူမှပေးနိုင်မှာမဟုတ်ဘူး။သမီးကအဲ့ဒီမှာအရင်ကြီးများခဲ့တာ။သမီးစီမှာပစ္စည်းအဟောင်းတွေတစ်ခုမှမရှိဘူး။ ဒီမှာကျတော့အဟောင်းတွေအပြဲတွေပဲတုံးနေရတယ်။အောက်ကျမ်းမြင့်ပေါ်မှာအိတ်ရတယ်။စားလို့မကောင်းတဲ့အစားအစာတွေစားရတယ်။ကျမကျမနဲ့အတူတူပါလာတဲ့အဝတ်တွေပဲခွတီဝတ်နေရတာ။သမီးအမေသာရှင်အကုန်လုံးအစ်စ်တွေဖြစ်နေလာပြီ။နင်းစီကဒီလိုပြောပြီးတင်းပေါင်းရှိကိုတွားရလိုက်ပါရယ်။သူ့နောက်ကနေတမိသားစုလုံးရောက်လာပြီးသူ့ကိုချုံမော့ကြပါရယ်။ဒီခါမှပဲရုတ်တရက်လေးပြင်းတိုက်လာပြီးတော့နင်းစီရဲ့တီးခံစိတ်ကိုပပျောက်သွားစေပါရယ်။ ။ဒီမုံတိုင်းရက်သွားပြီးတဲ့နောက်မှာသူကသူ့မိသားစုဝင်တွေကိုပြောခဲ့ပါတယ်။ကျမရှင်တို့လိုတတ်တိမရှိဘူး။ကျမအသက်ကိုစတေးပြီးတော့ဒီမှာထပ်ပြီးမနေနိုင်တော့ဘူး။ရှင်တို့ကရှင်တို့ရဲ့အိမ်ကိုကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးသွားမှတမီးကိုပြန်ခေါ်ဒီလေမုံတိုင်းကရှင်တို့အိမ်အမိုးဖျက်ဆီးပစ်လိုက်ပြီလေ။ဒီလေမုံတိုင်းကြောင့်တင်မုံအိမ်လေးရဲ့အမိုးနဲ့တချို့နေရာက ပြင်းပြားတွေလေလင်းနေတူပေါသွားပါတော့တယ်။လုံးဝပြည့်စည်နေတဲ့တင်မောပေးကြံပါတော့တယ်။ ဒီလိုတွေပြောပြီးတဲ့နောက်နှင်းစီကသူ့မိန်ကိုပြန်သွားပါတော့တယ်။အိမ်မောင်ငိုယူပြီးတော့သူ့မိကိုဖြစ်ချောင်းကုန်စင်ပြောပြပါတယ်။တိတ်ပါသမီးမြင်မြန်နဲ့လက်ထပ်ပြီးတော့သူ့အိမ်မှာနေဖို့သမီးပဲဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလား။ဒါသမီးရဲ့ကံထဲမှာပါတဲ့ဟာတွေပါ။သမီးစဉ်းစားကြည့်။သမီးကသမီးရဲ့မိသားစုတွေထားပြီးတော့အမိတ်စီလာတာ။အမေပါဆင်းရဲနေခင်သမီးကဘယ်လိုလုပ်မှာလဲ။အမေဘာလို့အဲ့လိုတွေပြောနေရတော့။အမေကသမီးဖက်ကပြောရမှာလေ။ အမေကသမီးဖက်ကပဲအမြဲရှိနေပါရဲ့ကွယ်။ဒါပေမဲ့ကန်ထဲမှာပါတဲ့ဟာဘသူမှပြောင်းလို့မရဘူးသမီး။ပြီးတော့အမေကသမီးကိုပညာတွေသင်ပေးထားတာပဲ။သမီးမိသားစုစင်းရဲနေတဲ့ဆိုရင်သမီးသူတို့အတွက်တခုခုလှုပ်ပေးလေ။အမေကသမီးအတွက်လှုပ်ပေးခဲ့တာတွေပြီးသွားပြီ။အခုသမီးကသမီးရဲ့မိသားစုအတွက်လှုပ်ပေးရတော့မှာ။သမီးကချမ်းသာတဲ့အိမ်ကိုသွားပြီးတဲ့နောက်အဲ့ဒီမိသားစုကစင်းရဲသွားရင်အဲ့ဒါသမီးရဲ့ကံပဲလေ။ကံဆိုတာအမေတို့မပြောင်းလဲနိုင်ဘူးသမီး။ ကန်ဆိုတာတလနှစ်လအတွင်းလဲလို့ရအောင်အိမ်ကပစ္စည်းတွေမှမဟုတ်တာပြီးတော့မိန်းကလေးတွေဆိုတာရကမအိမ်မှာပဲနေတာတင့်တော်တယ်လေသမီးဒေါနီလာကသူ့သမီးနှင်းစီကိုကောင်းကောင်းမွန်မွန်ရှင်းပြပါတယ်အဲ့နောက်မှာနှင်းစီကအမြင်မှန်ရှားသွားပြီးတော့သူ့ရကမအိမ်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီကိုရောက်တော့ သူမြင်ရတာက တမိသားစုလုံးကတင်းမောအိမ်ကိုစောက်ဖို့ကြိုးစားနေကြပါတယ်တပြတ်သူကဖြစ်အမိုးလုတ်သူကလည်းတန်ရိုက်တဲ့သူကရိုက်နေပုံဟာသမီးပါလား တမီးဒီမှာအရန်ပူတယ်တမီးရန်အနေငယ်အတွက်တမီးအမေအိမ်ကိုပဲပြန်လိုက်ပါလားဒီမှာအဖေကြီးတို့သင်မောင်းရင်ပြန်ဆောက်ဖို့လုပ်နေကြတာဒီတစ်ခါမှတော့လုံးဝကြန့်ခိုင်းနေရင်ဆောက်ပါမယ်တမီးအတွက်လည်းအခန်းသီးသန့်တစ်ခုစီစဉ်လိုက်မယ်ပြီးတော့ဒီသစ်တွေနဲ့ပဲတမီးအတွက်ကရင်တစ်ခုပါလုပ်ပေးမယ်ဒီတော့တမီးအောက်ကျမ်းပြင်ပေါ်မှာအိပ်စရာမလိုတော့ဘူးလေအမေအမေကြီးရောအဖေကြီးရောတမီးကိုခွင့်လွှတ်ကြပါရှင်တို့အားလုံးကကျမကိုချစ်ခဲ့ကြပါမယ်ကျမအားလုံးပြောဆိုပြီးတော့တီးရနေထွက်သွားခဲ့တယ်အခုတမီးတို့အားလုံးပေါင်းပြီး တမီးတို့ရဲ့သင်းမောအိမ်ကိုအလားပါဆုံးဖြစ်အောင်စောက်ကြမယ်။တမီးတို့သင်းမောပေါ်မှာအိမ်သုံးထပ်စောက်ကြမယ်လေ။ရမရဲ့ဒါရီကိုဘယ်လိုလုပ်နိုင်မလဲ။ကဲပပရဲ့ရမရှိရဲ့လေ။ရမအရင်အလိုအလုပ်ပြန်လုပ်ပါမယ်။ဒီလိုပုံစံနဲ့နှင်းစီကအတိတ်ရရှိလာပြီးသူ့မိသားစုနဲ့အတူပူပေါင်းပြီးအလုပ်ကျူးစားခဲ့ပါရယ်။မနက်ခင်းမှာမြင့်မြတ်နဲ့အတူလှုပ်ဆင်းပြီးညနေရောက်တော့တမီးသားစုလုံးကသင်းမောလုံးမဲ့ဇလန်းကိုစားကြပါရယ်။ဒီလိုနဲ့နေ့ရက်တွေကုန်ဆုံးလာပြီးတလအထိအချိန်ကုန်သွားခဲ့ပါရယ်။ အဲ့နောက်မှာသူတို့ကအရင်လှပတွေတုံးတဲ့အိမ်လေးသင်းမောပေါ်မှာဆောက်လိုက်ကြပါတယ်။လေကောင်းတွေကိုပြင်ပမှာထားပြီးတော့လေအရှိနဲ့လေကားအနောက်မှာနေရာလွတ်တွေထားလိုက်ကြပါတယ်။အเจ้าရင်ကတော့အဲ့ဒီမှာလူတွေတပ်ပုံတွေရိုက်ပြီးတော့ပါတီတွေလုပ်နိုင်အောင်လုပ်ပါ။အမေကြီးတို့ကတလောက်လှတဲ့သင်းမောအိမ်ကိုဆောက်လိုက်ကြမယ်လို့မထင်ခဲ့ဘူး။သမီးလေးလေဒီလိုအိမ်မျိုးမှာနေခဲ့ရလိမ့်မယ်လို့သမီးမထင်နာခဲ့ဘူးသိလား။အခုတော့ကျွန်တော်တို့အပန်းဖြေသူတွေကိုပါခေါ်နိုင်တယ်။ရတာပေါ့။ ဒီအတွက်ကျမတို့နောက်တစ်ထပ်ထပ်ပြီးတော့စောက်ရလိမ့်မယ်။သမီးကအပေါ်ဆုံးထက်မှာအမိုးမန့်အဆောင်လှုပ်လိုက်မယ်။မြင့်စီကသူပြောတယ်လို့ပဲလှုပ်လိုက်ပါတယ်။အဲ့နောက်မကြခင်ပါပဲသူတို့စီကိုလေပန်သမားတွေရောက်လာကြပါတယ်။ဝိုးဒီသင်းမောင်အရင်ကလှတာပဲ။တရမြင်ကွင်းတွေကလည်းအရင်မိုက်တယ်။ကိုမြင့်မြတ်ကျမတို့အိမ်မက်ပြေးဝလာပြီ။ဒီမှာအပန်းဖြေမဲ့သူတွေရောက်လာကြတယ်။ကျမတို့အောက်ထပ်မှာပဲနေကြပြီးတော့ကျန်တဲ့အထက်တွေကိုအပန်းဖြေသမားတွေငှားမယ်လေ။ ကျမတို့ဒီကနေဝင်ငွေပါရတာပေါ့မဟုတ်ဘူးလားဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်